ယ်တွေ့ပြီလားမင်းတို့နဲ့တတ်တူရွယ်သူကလေးလေးတွေဘလောက်လိမ်မာရေးချရှိလိုက်လဲငငယ်ရွယ်ရွယ်နဲ့ဘာသာရေးလုပ်နေကြတာ ဒကာလေးတို့ကမသိသေးဘူးကွဘုရားလာကြတာတော့ဖုံဖုံဖေဒီကလေးတွေကတပည့်တော်တို့ရက်ွက်မျိုးစုံမှာနေတဲ့ကလေးပါဗျာသူတို့လေးတွေကိုလိမ္မာကြီးချရှိအောင်လို့ဖုံဖုံရဲ့ဘုရားဘာသာယဉ်ကျေးလိမ္မာသင်တန်းကျောင်းပို့ရှင်လို့ပါဗျာဘုရားဘာသာယဉ်ကျေးလိမ္မာသင်တန်းဆိုတာကမယဉ်ကျေးတဲ့ကလေးတွေကိုယဉ်ကျေးလောက်အောင်မလိမ္မာသေးတဲ့ကလေးတွေကိုလိမ္မာလောက်အောင် စကားပြောစုကြံတန်းတဲ့ကလေးတွေကိုရင်ကြီးစွာပြောတတ်ဆိုတတ်နေတတ်ထိုင်တတ်အောင်ဆုံဆုံမတဲ့နေရာသွန်သင်တဲ့နေရာကိုဘုရားဘာသာရင်ကြီးမှုသင်တန်းလို့ခေါ်လိုက်ပေါ့အရှင်ဘုရားကံ၅ပါးတဲ့အရိဏဒါနကံအကြောင်းရှင်းပြပြီးတော်မူပါဗျာအရိဏဒါနသူတော်ဘာပစ္စည်းဥစ္စာကိုယူတယ်ဒါတို့စဉ်းစားကြည့်ပေါ့သူတော်ဥစ္စာပစ္စည်းဆိုတာကာယကံနဲ့လုံကျူးမှရနိုင်တဲ့အမှုမျိုးပေါ့ သူတို့ဘာပိုင်နဲ့ပစ္စည်းကို အတူတချောင်းများတော့မှသားတို့သိလိုပဲဖြစ်ဖြစ်မသိလိုပဲဖြစ်ဖြစ်ပိုင်ရှင်မသိတဲ့ပစ္စည်းကိုမယူကောင်းပါဘူးယူမိလို့ရှိရင်အင်မတန်အပြစ်ကြီးလွန်လာပါလေနောက်တကအပေလေးပုံကိုရောက်စေတတ်တဲ့တရားလည်းဖြစ်ပါလေဒါကြောင့်မလို့သားတို့ဒီဘဝဒီခန္ဓာရှိနေသူရဲ့သူတို့ဘာပိုင်နဲ့ပစ္စည်းဥစ္စာကိုမကိုးမယူမိအောင် တတ်နိုင်ဆုံးရှောင်ကျင်ပြီးနေထိုင်ဖို့ရန်ဘုန်းကြီးကတိုက်တွန်းအပ်ပါတယ်ကားလို့ဘုံဘုရားတပည့်တော်ကတင်ငန်းစီးလို့ရပါသလားခင်ဗျာဘုံဘုရားတပည့်တော်တို့ကလူဘဝမှာသူများပစ္စည်းတွေကိုခိုးဖောက်မိခဲ့ပါတယ်ဘုံဘုံပြောရဲ့အာလိုက်နာဒါနာကံကိုလည်းကျူးလွန်ခဲ့ပြီပါလေအဲအကြောင်းမို့အပြစ်တွေကိုဆေးကျောတဲ့အနေနဲ့တင်ငန်းစီးလို့ရပါသလားခင်ဗျာ လောကဝဆိုတာရှိတယ်လောကဝအပြစ်တရားတွေကိုခံယူပြီးပြီဆိုရင်သာသနာပေါင်ကသားတို့ကိုလက်ခံဖို့အစဉ်ချင်းရှိတယ်အဲဒီသာသနာပေါင်ကိုမဝင်သေးခင်ကိုရင်မဖြစ်သေးခင်လောကမှာလုံကျူးထားတဲ့အပြစ်တွေကိုအရင်ဆုံးခံယူလိုက်ကြပါဦးပါလူတွေကလောကမှာအပြစ်နဲ့ကင်းတဲ့ပုဂ္ဂိုလ်ဆိုတာတော့လောကမှာရှိပါဘူး အပြစ်ရှိတဲ့ပုဂ္ဂိုလ်ကြီးပါပဲလောကမှာအပြစ်ကင်းပြီးတော့နေရတဲ့ပုဂ္ဂိုလ်လောကမှာရှိဘူးအဲဒီတော့အပြစ်မကင်းတဲ့ပုဂ္ဂိုလ်တွေသားတို့နှစ်ယောက်ဒီကနေ့သာသနာ့ဘုရားဝင်မယ်လို့ဘုန်းကြီးကလည်းဆောက်တယ်ဘုန်းကြီးကလက်မခံတာမျိုးမဟုတ်လက်ခံတယ်ပေါ့ဒါမဲ့လုံချုပ်ထားတဲ့အပြစ်တွေနဲ့လောကမှာကောင်းတာမကောင်းတာလားမတွေ့တော့တတ်တဲ့ဒီအကြံစီမျိုးတွေဘာမှသားတို့မှရေးရမှရှိခဲ့ဘူးအဲဒီတော့ ဆင်းရဲကလွတ်ချင်တယ်ဆိုရင်လွန်ကျူးထားတဲ့လောကဝတ္တရားအဖြစ်တွေကိုသားတို့ကအရင်ဆုံးစိတ်ကြော်ရမယ်။အဲဒီလိုစိတ်ကြော်ပြီးတဲ့အခါကျမှသာသနာ့ဘောင်ကိုဝင်လို့သားတို့အနေနဲ့အဆင်ပြေမှလောကမှာလူတွေကထင်ကြတာလေဘုရားဘာသာဆိုတာမကောင်းမှုတွေလုပ်ထားပြီးဘုန်းကြီးသားဝေလိုက်ကွာ။ဘုန်းကြီးဝေလိုက်လို့ရှိရင်ဒီအဖြစ်တွေကမရှိတော့ဘူးမဟုတ်ပါဘူး။ လောကမှာလွန်ကျူးထားတဲ့အပြစ်တွေကိုပုံပွဲထားပြီးသာသနာပေါင်းဝင်ရောက်ကြမယ်ဆိုရင်ပူ၍ပူ၍ပူ၍တထက်ကနေနှစ်ထပ်နှစ်ထပ်ကနေသုံးထပ်သုံးထပ်ကနေလေးထပ်မကတဲ့အပြစ်တွေများစွာနဲ့သာသနာပေါင်းဝင်ရောက်နေတယ်လို့ဖြစ်နေလိမ့်မယ်။အဲဒါကြောင့်မလို့အဲ့ဒီလိုမဖြစ်ရလို့နံပါတ်1အပြစ်တွေကိုတော့လွန်ကျူးမိပြီးဘယာပပဇိတဘေးတွေရှိလို့ငါတို့ဘေးတွေကလွတ်အောင်အာကိုရင်ဝဲကြမယ်ဟေ့ ဒီလိုတွေးထားတယ်အဲ့ဒီအဲ့ဒီတော့ဘေးကြောက်လို့ကိုရင်ဝတ်တာပါတကယ်တမ်းကျရင်သရတရားရှိလို့မဟုတ်ပါဘူးတကယ်သရစိတ်သရမန်နဲ့ကိုယ်ဝေးရမယ်အချိန်တန်အရွယ်ရောက်လို့ဝတ်တာဆိုရင်တော့သရပပစိတပပစိတနှမျိုးတွေကဘေးရာပပစိတဘေးတွေမြင်လို့ဘေးတွေနဲ့ကြုံတော့မှမို့လို့ကြောက်လွန်အားကြီးလို့ဆိုပြီးတော့ဩယဟန်ပြူတယ်ကိုရင်ဝတ်ကြတယ်အဲ့ဒီလိုသာဝတ်မယ်ဆိုရင် သာသနာပေါင်းနေတော့ရောက်လာတယ်ဒါပေမဲ့ယဟန်စစ်ကိုရင်စစ်မဖြစ်ပါဘူးတရားစစ်တရားမှန်နဲ့ဝိမာသာလည်းရင်သာသနာပေါင်းမှာအရဟတဇလို့ခေါ်တဲ့မြတ်စွာဘုရားကိုတော်တိုင်ဝိယုံတဲ့သင်္ကန်းကိုဝိယုံပြီးနော်နိဗ္ဗာန်စကန်းကိုလွတ်မြောက်ရထုံးစံရှိပါလေအဲကြောင့်မလို့ဒီကနေ့ဟုတ်လားသားတို့နှစ်ယောက်သာသနာပေါင်းတို့ဝင်ရောက်မယ်ဆိုပြီးတော့ ဘုန်းကြီးကိုလာပြောတဲ့အချိန်ကမှဘုန်းကြီးကလောကအပြစ်ရှိနေတဲ့အတွေ့အကြောင်းသာသနာပေါင်းသူဝင်ခွင့်မပေးသေးပါဘူးအရင်ဆုံးလောကအပြစ်ကိုခံယူပါအောင်လောကအပြစ်ခံယူပြီးသည့်အဆုံးပြီးပြီဆိုရင်ဘယ်ကြောင့်ဘယ်ဒေသဘယ်ရမှရှိတဲ့ကြောင်းကံဖရားပဲသွားသွားတပည့်တော်တို့ကိုကိုရင်ပေါင်းကိုရောက်အောင်ရှင်ပြာဆောင်ကြည့်ပေးတော်မူပါခွင့်ပြုပေးတော်မူပါလို့တောင်းဆိုပါလို့ မေတ္တာရက်ခံပါတယ်ပါလို့အခုလို့အမှန်တရားကိုရှင်းပြပြီးအတွက်ကျေးဇူးတင်ပါတယ်ဗျာဆရာတော်ဗျာတတ်တော်ရာကျော်ရှိပါစေ